လူပြူကြီးစိုးရဲ့အစွန်ရောက်ဝါရီကိုင်းတို့မဟုတ်ကုကလက်ကလန်ဒီပုံမှန်မြင်ရတဲ့အဖြူရောင်ဝတ်စုံနဲ့အဖြူရောင်ခေါင်းစွပ်ရှိတွေကိုဝတ်ဆင်ထားကြသူတွေဟာကုကလက်ကလန်ကိုင်းသားတွေပါဒီကိုင်းကအမေရိကန်ပြည်တွင်းစစ်အပြီးမှာစတင်ပေါ်ပေါက်ခဲ့တဲ့လူပြူကြီးစိုးရဲ့အစွန်ရောက်ဝါရီကိုင်းဖြစ်ပါတယ် DKKK လို့ခေါ်ကြတဲ့ကုကလက်ကလန်ကိုင်းကိုအမေရိကန်ရဲ့ပထမဆုံးအကြဖတ်ဖွင့်လို့တော့အစိုးရကသတ်မှတ်ခဲ့ပါတယ်ဒီကိုင်းပဲလို့ပေါ်လာခဲ့လေသူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာကိုအရင်ရှင်းပြပါမယ်။ AD 16ရာစုကနေစပိုးရာစုအတွင်း အာဖရိကလူမျိုးတွေတနည်းအားဖြင့်လူမဲတွေကိုကြိုဖြစ်စေခိုင်းမှုအတွက်အမေရိကဘုဖန်စီခေါ်ဆောင်လာခဲ့ကြပါတယ်1862ခုနှစ်မှာတော့ကျိုးစနစ်လူမျိုးရေးအတွက်အမေရိကန်မြောက်ပိုင်းဒက်ဖက်ဒရယ်အာမီနဲ့တောင်ပိုင်းဒက်ကွန်ဖက်ဒရယ်အာမီတို့ပြည်ရင်းစစ်ဖြစ်ခဲ့ကြပါတယ်1865ခုနှစ်မှာတော့ကွန်ဖက်ဒရယ်အာမီကလက်နက်ချခဲ့ပြီးအစိုးရကလူမဲတွေကိုကျိုးဖြစ်ကနေကင်းလုခွင့်ပေးခဲ့ပြီးနိုင်ငံသားအဖြစ်လက်ခံလာကြပါတယ်အဲ့ဒီနှစ်ပိုင်းမှာအမေရိကန်အစိုးရကလူမဲရီကိုနိုင်ငံသားအဖြစ်လက်ခံတာမဲပေးခွင့်ရအောင်လုပ်ပေးတာအပြင် နိုင်ငံရေးမှပါပါဝင်ခွင့်ရအောင်ခွင့်ပြုပေးလာခဲ့ပါတယ်။အဲဒီအချိန်1865ခုနှစ်မှာပဲလူမဲရီကိုမော်ဒီနေသူတွေစုစည်းပြီး Ku Klux Klan ကိုစတင်ဖွဲ့စည်းခဲ့ကြပါတယ်။အချို့မှတ်တမ်းတွေမှာတော့ Confederate စစ်သားဟောင်း6ယောက်နဲ့ American ပြည်အောင်စု Tennessee ပြည်နယ် Pulaski မြို့မှာစတင်ခဲ့တယ်လို့ဆိုထားပါတယ်။သူတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့လူပြူကြီးဆိုရေးလူမဲမုန်ဒီရေးတွေပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့လူမဲတွေအပြင်ဂျူးလူမျိုးတွေကက်သလစ်ဘာသာဝင်တွေလူခွင့်ရေးလိုရှားသူတွေနဲ့ LGBT တွေကိုပြစ်မှတ်ထားလာပြီးတိုက်ခိုက်တာပြည်ဝတက်ပြတ်တာတွေအထိပါလှုံ့ဆော်လာခဲ့ပါတယ်။ Kuklash Clan ရဲ့လှုံ့ဆော်မှုတွေဟာပထမကိုင်းဒုတိယကိုင်းနဲ့တတိယကိုင်းဆိုပြီးရှိပါတယ်။ပထမကိုင်းကတော့1865ခုနှစ်ကနေ1882ခုနှစ်အထိပြစ်ပြီးဂိုင်းရဲ့ဝိစုံကိုမတမတ်ရသေးပါဘူး။အဲဒီကာလက Kuklash Clan ကိုင်းကြောင့်အပြစ်မဲ့လူမဲတထောင်ခန့်အသေဆုံးခဲ့ကြရပါတယ်။ 1893မှာတော့အစိုးရရဲ့တင်းကျပ်တဲ့ဥပဒေတွေကြောင့် Google Clash ဟာပြိုကွဲသွားခဲ့ပါတယ်။ဒုတိယခိုင်းကတော့1930ပြည်လုံးနဲ့1940ပြည်လုံးနှစ်တွေမှာပြန်လည်စတင်ခဲ့ပါတယ်။1935ခုနှစ်မှာဂျော်ဂျီယာပြည်နယ်မှာပြန်လည်ဖွဲ့စည်းခဲ့ပြီးဒိုင်းရဲ့တင်ကြရအဖြစ်လောဟကတိုင်တစ်စိမ့်နဲ့အဖြူရောင်ဝတ်စုံတွေအဖြူရောင်ခေါင်းစွပ်တွေကိုဝတ်ဆင်လာကြပါတယ်။1920ပြည်နှစ်တွေမှာ Google Clash ကလူမဲတွေကျူးတွေနဲ့ကက်သလစ်ဘာသာဝင်တွေကိုပါတက်ဖြတ်လာကြပါတယ်။ဒါအပြင်ချင်းချောက်မှု ရိုင်းနှံ့မှုမိရှုံမှုတွေကိုပါကျူးလွန်ခဲ့ပါတယ်။ထောက်ဘဝ20မှာပဲဂိုင်းရဲ့အင်အားဟာကြီးထွားလာပြီးဂိုင်းဝင်6တန်းအထိရှိခဲ့ပါတယ်။ဒါ့အပြင် Kuglash Clan ဂိုင်းဟာကနေဒါနိုင်ငံအထိကူးစက်သွားပြီးအရှေ့ဥရောပမှာလာရောက်ခြေချသူတွေအထူးသဖြင့်ယူကရိန်းလူမျိုးတွေကက်သလစ်တွေကိုပြစ်မှတ်ထားတပ်ဖြတ်ခဲ့ကြပါတယ်။1944ခုနှစ်မှာတော့ဂိုင်းရဲ့ရာဇဝတ်မှုတွေနဲ့ထောက်ခံသူအင်အားကြဆင်းလာတာကြောင့်ဂိုင်းဟာထပ်မံပြိုကွဲခဲ့ပြန်ပါတယ်။တတိယမြောက် Kuglash Clan ဂိုင်းကတော့ 1950ပြည်လုံးနှစ်တွေကနေလက်ရှိအချိန်ထိဖြစ်ပါတယ်1950ပြည်လုံးနှစ်တွေအတွင်းအရသာအဖွံ့အစည်းလှုပ်ရှားမှုကိုတုံ့ပြန်မှုပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်ဒီနှစ်တွေမှာ Kuklash Clan နဲ့ဆက်ဆက်အဖွဲ့တွေကလူမဲခေါင်းဆောင်တွေအရသာအဖွံ့အစည်းလှုပ်ရှားသူတွေကိုတပ်ဖြတ်ခဲ့ပါတယ် လက်ရှိ2025အထိလဲ Google Clash Clan ခိုင်းကတော့တီးခြားစီလှူရှားတဲ့အဖွဲ့ငယ်တွေအဖြစ်ပွဲပြနေပြီးအသင်းသားအကြီးအတွက်တိတိတသာကြာဆင်းလျက်ရှိပါတယ် Google Clash Clan ခိုင်းဟာစတင်ပွဲစည်းကသာ1865ခုနှစ်မှာအိုင်းဝယ်ရေအတွက်အတီးကြမတိရပေမဲ့ဒုတိယခိုင်းပြန်လဲပေါ်ပေါ်လာတဲ့1910ပြည်လုံးနဲ့1940ပြည်လုံးနဲ့ဒီမှာဂိုင်းဝယ်6တန်းအထိရှိခဲ့ပါတယ်1946ခုနှစ်နဲ့1950ခုနှစ်တွေမှာတော့ဂိုင်းဝယ်ဦးကြီးဟာ ၃၅၄၈000ခန့်အထိသာကျန်ရှိပါတော့တယ်။ Google Glass ကလန်ခိုင်းဟာဂိုင်းရဲ့အင်အားကြီးမားနေခြင်း၁၉၂၀ခုနှစ်တွင်မှတစ်ပတ်ကိုတစ်ကြိမ်သို့မဟုတ်နှစ်လကိုတစ်ကြိမ်ဂိုင်းသားတွေရဲ့တွေ့ဆုံပွဲပြုလုပ်ကြပြီးအဲ့ဒီပွဲတွေမှာလူမဲတွေ၊ဂျူးတွေနဲ့ကက်သလစ်တွေကိုမုန်းဒီရင်းနဲ့တိုက်ခိုက်ရေးတရားတွေကိုဟောပြောလုံဆောင်ခဲ့ပါတယ်။ဒါ့အပြင်ဂိုင်းရဲ့လူရက်တွေကိုခရစ်ယာန်ယဉ်ကျေးမှုကာကွယ်ရေးဆိုတဲ့အကြောင်းပြချက်နဲ့ခရစ်ယာန်ဘာသာရဲ့တင်ကြေးကြကိုအလွဲသုံးစားလုပ်တာအပြင်ချင်းကြောက်တဲ့တင်ကြေးကအပြင်လောကသက်တိုင်ကိုမိရှုတာတွေလည်းလုပ်ခဲ့ပါတယ်။ Google Glass ဟာ ရိယာဘာသာကိုအမြင်ခံသားပေမဲ့ကမ္ဘာတဝန်းရှိခရိယာဘာသာဝင်အများစုကသူတို့ရဲ့လိုရက်တွေကိုခရိယာဘာသာကိုကုသုံးလုပ်ပြီးအစိုးရလိုရက်တွေကိုလှုပ်ဆောင်နေတဲ့အဖွဲ့အဖြစ်သတ်မှတ်ကြပါတယ်။ Google Clash Clan ဟာသူတို့ရဲ့ Java လိုရက်တွေကိုပြိုဝဲကျူးလွန်ခဲ့ကြတာကြောင့် တရားဝင်မှတ်တမ်းတွေမှာမှတ်တမ်းနေခြင်းမရှိခဲ့ပါဘူး Google Clash Clan ရဲ့အကြံဖတ်မှုတွေကြောင့်တိုက်ရိုက်တည်ဆုံမှုတွေရှိတယ်လို့ချင်းချောင်းနေဆက်မှုတွေကြောင့်တွယ်ဝိုက်တည်ဆုံမှုတွေလည်းရှိခဲ့ပါတယ်လက်ရှိ2025ခုနှစ်မှာ Google Clash Clan ဂိုင်းဝင်တွေဆက်ရှိနေပြီးအင်အားနည်းနေတာကြောင့်ပေါ်ပေါ်ထင်ထင်မလို့ရှားတော့ပဲလူမျိုးရေးစန့်ကျင်ဆန္ဒပြပွဲတွေမှာသာစုဝေးလေးရှိပါတယ် Google Clash Clan ရဲ့ပြင်မှတ်ထားမှုတွေဟာအချိန်နဲ့အမျှပြောင်းလဲခဲ့ပေမဲ့လည်းဂိုင်းရဲ့ဘဝရည်ရွယ်ချက်ဟာလူပြူခရီးရဲ့ဩဇာလွှမ်းမိုးမှု ပြန်လည်ထွန်းကားရင်းနဲ့အမေရိကန်လူမှုအဖွဲ့အစည်းအတွင်းလူငယ်စုတွေကိုဖိနှိပ်ရန်သာ ကြီးရွယ်နေဆဲဖြစ်ပါတယ်။ဒီနေ့က American Tamara Donald Trump ရဲ့လိုရက်တွေဟာလဲ Korean Lulu ကြီးစိုးရေးဝါဒဖြစ်ပြီး Puklash Clan နဲ့မထူးခြားတဲ့ယူဆရှိနေကြတယ်လို့ဝေဖန်မှုတွေလည်းရှိနေပါတယ်။အခုလိုစိတ်ဝင်စားစရာဖြစ်ရမယ့်အကြောင်းအရာတွေကိုကြည့်ရှုခြင်းရင်း knowledge hub ကို follow ထားနိုင်ပါတယ်။